မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ30ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဒဂုံမြို့တဲစိတ်ကမ်းမြို့နယ်69ရပ်ကွက်ရုံးကိုချိန်ကိုက်ဘုံနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ29ရက်နေ့ည9:00နာရီကမှဒဂုံမြို့တဲစိတ်ကမ်းမြို့နယ်69ရပ်ကွက်ရုံးမှာရှိတဲ့အကြမ်းဖက်စစ်တပ်ဒေါက်တိုင် အုပ်ချုပ်ရေးအဖွဲ့ဝင်များကိုပြင်အားဖြင့်ချိန်ကိုက်ဘုံများနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွဲမှာရက်ွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များထိခိုက်မှုရှိနိုင်ပြီးတော့အသေးစိတ်အခြေအနေကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။စစ်စင်ရေးပြီးဆုံးပြီးတဲ့နောက်တော်လိုင်းရောက်ပေါ်များဘေးကင်းရာကိုပြန်လည်ရောက်ရှိနေပြီဖြစ်တယ်လို့ပြောပါတယ်။ထိခိုက်မှုအခြေအနေကိုတော့ကျွန်တော်တို့တွေဆက်လက်ပြီးတော့စုံစမ်းနေပါတယ်။ စစ်ခွေးထောက်တိုင်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေထိခိုက်မှုရှိနိုင်ပါတယ်လို့ Operation Flame သတင်းနဲ့ပြန်ကြားရေးကတာဝန်ရှိသူက ရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကို Operation Flame Firepower အထူးစစ်ဆင်ရေးအနေနဲ့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ Operation Flame အနေနဲ့အကြမ်းဖက်စစ်ခွေးတပ်ကပြုလုပ်လှုပ်ဆောင်မဲ့အတူရောင်ရွေးကောက်ပွဲကိုလုံးဝလက်ခံသွားမှာမဟုတ်ပဲရန်ကုန်တော်လှန်ရေးမဟာမိတ်အားလုံးနဲ့အတူလက်တွဲပြီးတော့အချမ်းဖတ်စစ်ခွေးတက်ကိုအရှိန်ဟုန်မြင့်ပြီးတိုက်ခိုက်သွားမှာဖြစ်တယ်လို့အသိပေးပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မကွေတာဆက်လင်းမြို့နယ်တင်းချောင်းရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်ရာရဲရှစ်ဦးသေဆုံးပြီးတော့ရဲတုံမှန်နှုံးနဲ့အတူရဲမိသားစုဝင်နှုတ်ကိုပါအရှင်ဖမ်းဆီးရမိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဇူလိုင်လ30ရက်နေ့မနက်4:50မိနစ်ကဆလင်းမြို့နယ်တန်ကြောင်ရဲစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကချေမုံရင်းနဲ့ပိတ်ဆို့ဖြတ်တောက်ရေးအင်အားစုများနဲ့ဝင်ရောက်တိုက်ခတ်ခဲ့ရာရဲစခန်းတစ်ခုလုံးကိုအပိတ်သက်သိမ်းပိုက်နိုင်ခဲ့ပြီးရဲရှိဦးတေဆုံးကနှစ်ဦးကတော့လက်နက်ချအဖမ်းခံခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ရဲတပ်ဖွဲ့ဝင်များရဲ့မိသားစုဝင်များကိုပါဖမ်းဆီးရရှိခဲ့ပြီးတော့ကြံတဲ့ရဲတွေကတော့တန်ကြောင်လျှက်စစ်ဓာအားခွဲယုံကိုထွက်ပြေးသွားကြတယ်လို့ပြောပါတယ်။အဲ့ဒီနောက်ရဲစခန်းတစ်ခုလုံးကိုမိရှို့ဖြတ်စည်းခဲ့တယ်လို့ပြောပါတယ်။ ရဲစခန်းကိုမိရှို့ပြီးတဲ့နောက်မနက်8:23မိနစ်မှာအကြမ်းဖက်စစ်ခွေးတပ်က Jet Fighter လေးရင်နဲ့၃ချိန်လာရောက်ပြီးတော့ဘုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ရဲစခန်းမှာကခံမှန်းအင်အားအယောက်30လောက်ပဲရှိပါတယ်။တိုက်ပွဲက3နာရီနဲ့မိနစ်20ကြာသွားတယ်။ရဲနှအုပ်နဲ့ရဲမိသားစုဝင်2ဦးကိုဖမ်းမိခဲ့ပါတယ်။စခန်းကိုမိရှို့ဖျက်ဆီးပြီးမှ Jet Fighter နဲ့လာပြီးဘုံကျဲပစ်ခတ်တာပါ။ဒါအပြင် တညောင်လျက်စစ်ဓာအခွဲယုံကနေလက်နက်ကြီးနဲ့တညောင်ဘက်ကိုပြစ်ခတ်နေပါတယ်လို့စလင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖကတာဝန်ရှိသူကရှင်းပြထားပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ခွေးတွေကန်ဆောင်အုံပြုတယ် G3 အမျိုးအစားတနက်၅လက် MA30 အမျိုးအစားတနက်တက်လက်နဲ့ကြီးစံများကိုတင်စီရရှိခဲ့တဲ့အပြင်မေးလောင်ပြသသွားတဲ့ G3 အမျိုးအစားတနက်နှစ်လက်ကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုစလင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့စလင်းပတ်ကဖကတပ်ဖွဲ့ဝင်များကဝင်းရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ရဲဘော်တအူးလက်ထိကိုက်ဒဏ်ရာရရှိကကျွန် တဲ့ရဲဘော်တွေကတော့အထီးကမရှိဘေကင်းစွာပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဇကိုင်းတိုင်းဝက်လက်မြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးများကိုကြားဖြတ်တိုက်ခိုက်ရာ စစ်ခွေးတွေဘက်ကအထိနာပြီးတော့ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ28ရက်နေ့မှာသခိုင်းမြို့နယ်မင်းကွန်းဒေသကနေထွက်ခွာလာတဲ့အင်အား150ခန့်ပါတဲ့အကြမ်းဖက်စစ်ခွေးများကိုဝက်လက်မြို့နယ်စင်းငိုင်မြောက်ရွာနဲ့တက်ရွာကြားအရောက်မှာတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကအထိနာကား ဇွန်လ29ရက်နေ့မှာတိုက်ပွဲဖြစ်ပွားရာနေရာကိုစစ်ကူလာတဲ့ရှိန်မကားရွာကအင်အား80ခန့်ပါတဲ့စစ်ခွင်းစစ်ကြောင်းကိုလည်းတော်လိုင်းတပ်ဖွဲ့များက9ရဲရွာအနီးမှာထမှန်ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။၎င်းထိပ်တိုက်ပွဲများအတွင်မှာအကြမ်းဖက်စစ်ခွင်း9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ရှိန်မကားတိုက်နယ်ပကဖကရဲဘော်တအူးလဲမြင့်မြတ်စွာကြားဆုံးခဲ့ရကစစ်ကောင်စီတပ်သားများအထိနာပြီးရှေ့ဆက်မတိုးနိုင်တော့ပဲပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါဗျ။ တိုက်ပွဲမှာရှိန်မကတိုက်နယ်ပကဖကရဲဘော်တအူးမြင်းမြစွာကြာဆုံးခဲ့ပါတယ်စစ်ခွေးတွေဘက်ကခွန်နာကောင်တို့ထိခိုက်ဒဏ်ရာရသွားတယ်စစ်ခွေးစစ်ကြောင်းကရှိန်ကိုဆက်မတိုးနိုင်ပဲမူလနေရာကိုပြန်လည်ဆုတ်ခွာသွားပါတယ်လို့ People Savings Revolution ဝက်လက်ကတောင်းရှိသူတို့ကရှင်းပြထားကြောင်းတင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တင်ရတော့ဘကိုတန်ရန်ကုန်မန္တလေးလမ်းဟောင်းမှာရှိတဲ့စစ်တပ်ရဲ့စားကွန်ဂိတ်အထိုင်စခန်းကိုဝင်ရောက်တိုက်ခတ်ရာစစ်ကောင်စီတပ်သား၂ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ26ရက်နေ့မနက်7:25မိနစ်ခန့်အချိန်မှာဖြူးမြုံနယ်ရန်ကုန်မန္တလေးလမ်းဟောင်းမှာရှိတဲ့အကြမ်းဖက်စစ်ခွေးတိုက်ရဲ့စာကွန်ဂိတ်အထိုင်စခန်းကိုတော်လိုင်းရဲဘော်များကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုဟာ35မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့စစ်ခွေးနှကောင်တေဆုံးက၄កောင်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တော်လိုင်းရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့စာကွန်ဂိတ်စစ်တပ်အထိုင်စခန်းကိုဝင်ရောက်စီးနှင်တိုက်ခိုက်ခဲ့တာပါတိုက်ပွဲကမနေ့တနအိထိဖြစ်ပွားခဲ့တာပေါ့ စစ်တပ်ဘက်ကနှစ်ကောင်သေးတယ်လေးကောင်ဒဏ်ရာရသွားတယ်ကျွန်တော်တို့ရဲဘော်တွေအထီးကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်အဓိကပြဿနာကလက်နက်ခဲရမလုံလောက်တာပါလို့ Phu Township People Defense Organization ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကို Phu မြို့နယ်ပတ်ကဖတိုက်ခိုက်ရေးအဖွဲ့ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးဖြူမြို့နယ်အတွင်းမှာရှိတဲ့စစ်ခွေးစခန်းများကိုဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တယ်လို့အသိပေးကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ကြောင်မဲမြို့နယ်နောင်ပင်ရွာမှာရှိတဲ့စစ်ဘေးရှောင်ပြည်သူများနေထိုင်တဲ့ ်ပုပ်ပါယုံဖုန်ကြီးចောင်းတိုက်ကိုစစ်ခွေးတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ရာကိုရင်တပားပြန်လည်တော်မူပြီးတော့စစ်ဆောင်ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇူလိုင်လ30ရက်နေ့မွန်လွယ်2:40မိနစ်ခန့်ကစတင်ပြီးတော့နောင်ပင်ရွာတဲကိုအကြမ်းဖက်စစ်ခွေးတပ်ကလက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။သေဆုံးထိခိုက်ဒဏ်ရာရတဲ့ကိုရင်နဲ့ပြည်သူများဟာနောင်ချုံမြို့ကစစ်ဘေးရှောင်လာသူများဖြစ်တယ်လို့သိရပါဗါတယ်။အကြမ်းဖက်စစ်ခွေးများပစ်ခတ်လိုက်တဲ့လက်နက်ကြီးဟာ စစ်ဘေးရှောင်ပြည်သူတွေနေထိုင်တဲ့ပုံပါယုံဖုန်ကြီးကျောင်းတိုက်ကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့စစ်ရှောင်ကိုရင်တပါတေဆုံးကဖုန်ကြီးကျောင်းလည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။နောင်ချိုဘက်ကစစ်တပ်ကပဲလက်နက်ကြီးနဲ့လှမ်းပစ်တာဟိုနေ့ကစစ်တပ်နဲ့ SSPB တို့ညှိနှိုင်းပြီးတော့ရွာထဲကိုမပစ်တော့ပါဘူးလို့ပြောပြီးမနေ့ကတနေကုန်ညှိနေတယ်လုံးဝကိုမပစ်တာအဲ့ဒါနဲ့စစ်ရှောင်တဲ့သူတွေကမနေ့ကပြန်ဝင်လာကြတာပေါ့ရွာထဲလူပြန်များလာတော့ဒီနေ့ထပ်ပစ်တာကိုလုံးလောက်ဇက်တိုက်ကိုပြစ်တာပထမအလုံးကဆေးရုံနာကိုကြားတယ်ဒုတိယအလုံးကစစ်ဘေးရှောင်ပြည်သူတွေနေထိုင်တဲ့ ပုတ်ပါယုံဖုန်ကြီးကြောင်းလိုက်ကိုကြတာစစ်ပေးဆောင်ကိုရင်တပါတေဆုံးတယ်လို့သိရတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်အလားတူပဲအချမ်းမဲ့စိတ်ခွေးတက်ကနောင်ပင်ရွာကိုဇူလိုင်လ26ရက်နေ့28ရက်နေ့တွေကလည်းလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ပြီးတော့လက်နက်ကြီးကြီးစထိမှန်ကစစ်ပေးဆောင်ပြည်သူတအုပ်တေဆုံးခဲ့သေးကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းချောင်းဥမြို့နယ်ကြီးကုန်းကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်ခွေးတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာအသက်၁၀နှစ်အရွယ်ကလေးငယ်တအုပ်အပါအဝင်ပြည်သူ၅ဦးသေဆုံးပြီး၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇော်လိုင်လ29ရက်နေ့ညနေ4:00ခွဲအချိန်မှာချောင်းဥမြို့နယ် ်မြပလဲစစ်တပ်အထိုင်းစခန်းကကြီးကုန်းချေးရွာအတွင်းထဲကိုလက်နက်ကြီးနှလုံးနဲ့ပြစ်ခတ်တိုက်ခတ်ရာချေးရွာလမ်းမဘော်ကိုချက်ရောက်ပောက်ခွဲခဲ့ပြီးတော့လမ်းသွားလမ်းလာအသက်၁၀နှစ်အရွယ်ကလေးငယ်တအုပ်နဲ့အသက်၃၀အရွယ်အမျိုးသမီးတအုပ်တို့တေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အသက်၁၀နှစ်ဝန်းကျင်အရွယ်ကိုရင်တပါးအပါဝင်ယောက်ျားလေး၃ဦးနဲ့အသက်၄၀အရွယ်အမျိုးသမီးတအုပ်နဲ့အသက်၆၀အရွယ်အမျိုးသမီးတအုပ်စုစုပေါင်း၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မနေ့ကညနေ၄နာရီခွဲလောက်ကကြီးကုန်းရွာတဲကိုဘာတိုက်ပွဲမှမရှိဘဲနဲ့လက်နက်ကြီးနှလုံးနဲ့ပြစ်တာ ရွာတွေကလမ်းမပေါ်ကိုကျပြီးတော့လမ်းသွားလမ်းလာပြည်သူနှောက်ဦးဒေဆုံးတယ်ငါးဦးဒဏ်ရာရတယ်ခြောက်ဦးမြို့ပေါ်တို့မြားပလဲတို့အဲ့ဒီလိုစစ်တပ်အထိုင်စခန်းတွေကနေပြီးတော့ရွာတွေဘက်ကိုအမတ်တမဲလက်နက်ကြီးတွေနဲ့မကြာခဏလှမ်းလမ်းပစ်တာတွေရှိပါတယ်ပြည်သူတွေအနေနဲ့ဘေးလွရာကိုရှောင်နိုင်ရင်တော့ပိုကောင်းတာပေါ့ဒါပေမဲ့ပြည်သူတွေအနေနဲ့ကလည်းအလုတ်ကင်ဘာညာကရှိနေတော့ရှောင်ဖို့ကခက်တယ်အဓိကကတော့အိမ်တိုင်းအိမ်တိုင်းဘုံခုချင်းတွေကိုတူးထားကြဖို့တိုက်တွန်းကြပါတယ် ပြီးတော့စည်ရေးလှူရှားမှုရှိတဲ့အခါမျိုးမှာဆိုရင်ဘေးလွယာမှာရှောင်ရှားနေထိုင်ကြဖို့ပြောကြပါတယ်အခုလိုမျိုးလက်နက်ကြီးနဲ့အမှတ်မထင်ပြစ်တာတွေကပြောရခက်တယ်လို့ချောင်းမြွန်နဲ့ပကဖကတာဝန်ရှိသူကရှင်းပြထားပါတယ်အချမ်းဘတ်စစ်ခွေးတက်ကလေကြောင်းလက်နက်ကြီး drone များနဲ့ပြည်သူလူထုကိုပြစ်မှတ်ထားကတိုက်ခိုက်မှုများလှုံ့ဆော်လျက်ရှိတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့အိမ်တိုင်းအိမ်တိုင်းမှာဘုံခုချင်းများခိုင်ခိုင်မာမာတူးထားကြရန် ်လေကြောင်းရန်ကောက်ွဲဆိုင်ရာနီလမ်းများကိုလိုက်နာပေးကြရန်နဲ့စစ်ခွေးစစ်ကြောင်းများနဲ့ဝေးရနေရာများမှာနေထိုင်ပေးကြရန်တော်လိုင်းအဖွဲ့အစည်းများကတိုက်တွန်းမြစ်တာရက်ခံထားကြောင်းသတင်းရရှိပါရယ်ခမောင်းသတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကြတာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခမောင်း မြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေစဉ်မပြတ်အစစ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းတရချောင်းမြို့နယ်အခြေစားအကြမ်းဖက်စစ်ကောင်စီရဲ့ခမာယာတပ်ရင်း403ဝင်းဝတက်စခန်းကစစ်သားတယောက်ဟာအလင်းဝင်ဗတ်ပြောင်းခိုးလုံလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဇွန်လ29ရက်နေ့ကခမရတပ်ရဲ403ဝင်းဝတပ်စခန်းကစစ်သားတယောက်ဟာကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာ၄တပ်ရင်းစက်နဲ့တပ်ခွဲနှစ်စီမှအလင်းဝင်လာတာဖြစ်တယ်လို့သိရပါဗျ။အလင်းဝင်လာတဲ့စစ်သားကအထက်ကတပ်ဗိုလ်တွေအပြင်တပ်ဖွဲ့ဝင်အချင်းချင်းမှဖိနှိပ်ညှဉ်းပန်းမှုတွေပြုလုပ်တာကြောင့်စခန်းကနေထွက်ပြေးလာပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်ခွဲနှစ်ကခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ပြီးတော့ဗတ်ပြောင်းခိုလုံလာတယ်လို့ဆိုပါတယ်။အလင်းဝင်လာတဲ့စစ်သားဟာအသက်38နှစ်ရှိပြီဖြစ်ပြီးတော့သင်္တန်းအမှတ်စဉ်6မြင်းဆောင်2006ရင်းနီအေအော်ဝတီတိုင်းမှာသင်္တန်းတက်ရောက်ခဲ့ပြီးတဲ့နောက်စေကောင်စီတပ်ဖွဲ့ဝင်တအူဖြစ်လာခဲ့တဲ့သူဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ